အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြပြပေးခြင်းနဲ့ပုံမြင်လေးရတော့စာရေးဆရာမောင်ဖုံမွေးရေးသားထားတယ်ကညာမဲ့၍နောက်လိုက်လောက်ရသူလို့အမိရပါတယ်ရွာတရွာမှာဆင်းရဲတဲ့မော်စုမတယောက်ရှိပါတယ်အဲ့ဒီမော်စုမမှာတားတယောက်ရှိပြီးတော့မိခင်ကအလွန်အလိုလိုက်ထားတာကြောင့်အခြေခံပညာအောင်မတင်ကြဘဲနဲ့ညီရယ်မိခင်မော်စုမကြီးကတားဖြစ်သူကိုအကျော်ရောင်းပြီးတော့ကျွေးမွေးပြုစုပေးမယ်လေ ။ဒါပြည့်သူကတော့ဘာမှမလုပ်ပဲနေအချိန်တန်ရင်မိခင်ချက်ထားတဲ့ထမင်းကိုစားပြီးတော့အဲ့ယူပဲနေတယ်။အဲ့လိုနဲ့ဒါပြည့်သူအရွယ်ရောက်လာတဲ့အခါမှာဘာမှမလုပ်တတ်မကင်တတ်ပဲနေရကြောင်းဒီရက်ကမိခင်လှုပ်ရှားကိုထိုက်စားနေရတူဆိုပြီးတော့ကဲ့ရဲ့ရှုတ်ချကြတယ်။မိခင်မဆူမကြီးကအရက်ကအပြစ်တင်တာကိုရှက်တာကြောင့်အလုတ်တစ်ခုခုလှုပ်ဖို့တားဖြစ်သူကိုတိုက်တွန်းလေ။တားလူပြင်းရလေမိခင်ကြီးရဲ့အချိန်ချင်းအဖန်ဖန်တိုက်တွန်းမှုကြောင့် တရွတ်တကြီးကိုအလုရှာမင်းဆိုပြီးတော့ထောက်ခွာသွားတယ်။မကြာမီအချိန်မှာတားဖြစ်သူကအင်ကိုပြန်လာပြီးရောရုပ်သေးအဖွဲတစ်ဖွဲမှာအလုရနေပြီးဖြစ်တာကြောင့်မကြာခင်ဇာတိရွတ်ရွာကိုရုပ်သေးအဖွဲနေပါလာမင်းဆိုပြီးတော့ပြောကြတယ်။မိခင်မဆူမကြီးကတားဖြစ်သူကရုပ်သေးအဖွဲမှာအလုရနေရုံတအိမ်တဆင်ပြောကြရသည်မှာမမောနိုင်အောင်ပဲရှိလေတယ်။တားဖြစ်သူပါဝင်တဲ့ရုပ်သေးအဖွဲရွာကိုလာကြတဲ့အခါမှာ မိခင်မဟုတ်ဆုံးမတရားအရင်မှရှိခဲ့လူတွေစော့အောပြီးတော့ရုပ်သေးကြည့်ရှုဖို့တွားရောက်ကြတယ်။ရုပ်သေးဆက်ခတ်ပြီးတော့အစင်အတိုင်းဆိုင်းချီကနက်ကတော့ညောင်းနက်နကဘလူးမြင်းကနေစပြီးတော့ဖုန်နဲ့ဘရင်ထရက်ကတိုင်းပြည်တည်ပေမဲ့လေတားဖြစ်သူရဲ့အခန်းအောင်မတွေ့ရသေး။အဲ့နောက်မှာမင်းသမီးမင်းသားလူရှင်တော့မင်းသားအချင်းကနေစပြီးဇက်ွက်ဇလံဇွမ်းခန်းအစား မိုးလင်းသည့်အချိန်မိမိသားဘယ်အခန်းမှမပါလာကြအောင်စိတ်ပြက်ပြီးတော့အိမ်လူပြန်ခဲ့အရဲမှရှိတဲ့လူတွေကဘဲနဲ့အမေစီခမားသားဘယ်နေရာမှာထွက်တာလဲမတွေ့ရပါလားဆိုပြီးတော့မိမန်ပြောဆိုကြတာကိုလေညနမပြရရအောင်ရှက်ရပြီးတော့ဘာမှမရှိဘူးနိုင်ပဲရှိလေစတဲ့မိသားပြည့်သူအိမ်ကိုပြန်ရောက်တဲ့အခါမှာဘယ်အခန်းအတတီကိုတိလို့ရကြအောင်တားရင်ညကရုပ်တီးမှာမေဘယ်ခမ်းမှလည်းမပါလားဆိုပြီးတော့ပြီးတယ်။တားဖြစ်သူက အမေကကျွန်တော်ပါတဲ့အခန်းကိုမတွေ့ပဲကူဗျာနှစ်ပြည့်အောင်စစ်တိုးတဲ့အခန်းပါတယ်မဟုတ်ဘူးလားဆိုပြီးတော့ဆိုတယ်။မိခင်မစိုးမကြီးကဟုတ်ပါရဲ့ဒါရင်စစ်ထိုးခန်းပါပါတယ်။ဒါစစ်တုကြီးလောက်ရသလားဆိုပြီးတော့တိလူစုံနဲ့မေးတဲ့အခါမှာဘယ်ဟုတ်မလဲဗျာတူတူလေးများဆိုတလေဝီလီလေးလို့ဝိုင်းတော်ရဲ့ထဲမှာကျုပ်လဲပါတာဗောရီယာဆိုပြီးတော့တားဖြစ်သူကပြောကြလိုက်တယ်။အမမိခင်မစိုးမကြီးကထပြီးတော့ ရဲကတို့ဤညာချုပ်သားဝီလီလီလို့ဝိုင်းဝန်းထင်မှာပါတတဲတော့ဆိုပြီးတော့ကျင်းအောင်စွာဟစ်អော်လိုက်တော်ရင်ဆောင်းဘုတ်ကညာလဲပါလူပါမွာသူများနောက်လိုက်ဖြစ်နားစင်ပြီးရဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ